散这的被马因生长长盘的阿妹呢，长文男里呢，没打算为你把布帮把文拉给家里撇身。像我在因生庙内因生一间长马，因生长文的马是来独立，文男里呢，没打算为你阿龙啊，没能生哪一家呢，人里到哪一天，阿边么吃也不落，长买的单位是独立个，没抽开被了。 အတန်တိတ်ပိတ်ဆိုင်လက်စထရိုက်မှာပူပေါင်းပါဝင်ခဲ့ကြတယ်လို့သိရပါဗျ။ဒီနေ့အင်းစိန်ထောင်ကအတီးကျောင်းနဲ့တွဲဖို့ချင်းထားတာအဲ့ဒါမနေ့ဆယ်နေ့ကနေညနေ3:00နာရီအထိအပြင်းမထွက်ရဆိုပြီးဝန်ထမ်းတွေအားတဲ့ချိန်ကောမိသားစုတွေကထောင်ဝင်းအကျဉ်းကလူတွေအပြင်းမထွက်ရဆိုပြီးအမိန့်ထုတ်ထားတယ်။အဲ့ဒါကြောင့်သူတို့တွေဝန်ထမ်းတွေအားလုံးပဲပြောပါတော့အတန်တိတ်ပိတ်မှာပူပေါင်းပါဝင်နေတယ်လို့ပြောရမယ်။သူတို့အပြင်းမထွက်တော့လမ်းပေါ်မှာပို့ပြီးတော့လူကိုမရှိတော့တာတော်တော်အောင်မြင်တယ်လို့ ီကနေ့ရင်းစိန်ထောင်ဝင်းအတွင်ကဖြစ်စဉ်ကိုသိရှိသူတဦးကပြောပါရယ်ဒီကနေ့ဒီဇင်ဘာလ10ရက်နေ့မှာကြာရောက်တဲ့89နှစ်မြောက်ပြည်ပဆိုင်ရာလူခွင့်ရင်းနေမှာရန်ကုန်တိုင်းမန္တလေးတိုင်းစကိုင်းတိုင်းအပါအဝင်မြို့တွေမှာအတန်တိတ်တပိတ် silent strike အတွက်ပြည်သူတွေပူးပေါင်းပါဝင်ခဲ့ကြပြီးတော့အောင်မြင်မှုတွေရှိရကြောင်းတချို့သောမြို့တွေမှာရဲတပ်ဝန်အတွင်းမှရှိတဲ့ဝန်ထမ်းမိသားစုတွေကိုပါအပြင်းမထွက်ကြတဲ့အတွက်ကြောင့် silent strike ပုံမအောင်မြင်ခဲ့တယ်လို့လည်းသိရပါဗျ။ ရန်ကုန်မြို့ရဲ့လမ်းမတွေပေါ်မှာလည်းဒီကနေ့မနေ့ဆင်းသားကြီးမတိုင်းခင်ကလေးကကားတွေလူတွေပုံမှန်နေ့တွေထက်ရှင်းလင်းနေတယ်လို့မြို့ကအငားရင်မောင်းတူကလည်းပြောပါတယ်။မနေ့9နာရီခွဲလောက်ခေကလမ်းပေါ်မှာလူသိမ်းမရှိတော့ဘူးတော်တော်များများကိုရှင်းလင်းနေတယ်ရက်ွက်လမ်းကြားတွေထဲမှာလူတွေသွားလာနေတာရှိပေမဲ့အဓိကမိန်းလမ်းတွေမှာတော့ကားနေနေပဲသွားလာနေတာတွေ့ခဲ့ပါတယ်လို့သူကဆိုပါတယ်။ဒီကနေ့မနေ့ဆယ်နာရီကနေညနေ3နာရီအထိနိုင်ငံတော်အတန်ဒိတ်သမိတ်ဆင်နွှဲဖို့ရှိနေပြီးတော့ ပြည်သူလူထုအနေနဲ့ပူးပေါင်းပါဝင်ကြဖို့လည်းတပည့်ရအစုအသီးသီးကနှိုးဆော်ခဲ့ကြတာပါလူထုကောင်းဆောင်ဒေါ်ဆန်းစုကြည်ရဲ့ပါဝင်ဖန်ဆီးထားတဲ့နိုင်ငံကောင်းဆောင်အနေနဲ့နိုင်ငံရေးကျင်းသားတွေပြန်လွတ်ပေးဖို့စစ်တပ်ရဲ့မတရားတဲ့ရွေးကောက်ပွဲကိုဆန့်ကျင်ကြဖို့နဲ့စစ်တပ်ရဲ့အထမစစ်သားတွေစုဆောင်းနေတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြဖို့ဖြတ်သိမ်းဖို့အစားရှိတဲ့အချက်၃ချက်ကိုအတန်ထိပ်တစ်ပိတ်ကနေတောင်းဆိုခဲ့တာပါ စစ်တပ်ကတော့တန်တိန်သပိတ်မှာပြည်သူတွေမပါဝင်ဖို့အတွက်နီလန်းမျိုးစုံတုံးပြီးတော့ချင်းချောက်နေတဲ့ကြားကပြည်သူတွေကပါပါနဲ့နဲ့နဲ့လုံးလို့ရသလောက်ပါဝင်ခဲ့ကြလာလေဖြစ်ပါတယ်။ဒါပေမဲ့အရင်တော့ကအတန်တိန်သပိတ်တွေနဲ့ဆိုင်ရင်အပြင်ထွက်သူပုံများလာတယ်လို့ရန်ကုန်မြို့ကန်တူကတော့ပြောပါတယ်။ကျောင်းတွေဖွင့်တဲ့ချိန်လေးဖြစ်တဲ့အတွက်ကြောင့်အပြင်ထွက်တဲ့သူတွေပိုရှိလာလာလို့ပြည်သူတွေကတော့ပြောပါတယ်။အရင်ဆိုင်လက်ဆိုင်တွေထက်တော့လူတွေပိုထွက်တာများတယ်အနည်းငယ်ပဲနေသွားတယ် နင်းလေတစ်ခေါက်တော့ပြန်ကြည့်အောင်မယ်ပထမခေါက်တီတော့ကတော့နင်းလေဘက်လုံးဝနှီးပါမထွက်တော့တာလို့ဆိုတာရန်ကုန်မြို့ခံတော်ကပြောပါတယ်အခုတော့ရင်းစိန်ချောင်းတွေကဝန်ထမ်းတွေတောင်မှထောင်ဝန်ထဲကနေအပြင်မထွက်ဖဲနဲ့အစံတိတ်သမိတ်မှာပေါင်းဝင်ခဲကြလေဆိုတဲ့သတင်းကလည်းထွက်ပေါ်လာလို့အစိုးရဝန်ထမ်းတွေတောင်မှဒီသမိတ်မှာပေါင်းဝင်ခဲလို့အားရကျေနပ်မှုရှိနေကြပါတယ်